ူးနာလို့ဈေးကန်းသွားတယ်ဆရာဝန်ကဈေးထိုးတယ်တောက်ဈေးပေးတယ်ဈေးကုန်သွားတော့ဒူးပြန်လာလာတယ်ဒူးပြန်လာလာတော့ဈေးကန်းကိုပြန်ရောက်တယ်ဆရာဝန်ကဈေးထိုးပေးတယ်တောက်ဈေးတွေပေးတယ်ဒီခါဆရာဝန်ကထပ်မလာလိုက်တော့ဒီခါဈေးကန်းကိုပြန်ရောက်လာရင်ဒူးကိုခွဲမယ်လို့ပြောတယ်ဆိုတော့သူတိုင်းကသူခွဲစိတ်ရမှာကိုကြောက်ပါတယ်အဲ့တော့ဈေးကန်းကိုထပ်ပြီးမှသွားပြတ်တော့ အဲ့လိုမျိုးလူတွေရှိပါသလားရှိလို့ရှိရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့နေထိုင်မှုပုံစံအမားတွေအကြောင်းဖြစ်တဲ့ဒူးနာခါနာပခုံးနာစက်ကြောတဲ့ဝေဒနာတွေကိုလေ့ကျင့်ခန်းဖြင့်တက်တာပြောက်ကြရပြုလုပ်ပေးနေတဲ့ Healthy Lifestyle Personal Trainer ပိုင်ဆိုးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ပထမဆုံးဒူးကောင်းရဲ့ structure လေးကိုပြောမယ်ဒူးကောင်းရဲ့ structure လေးကပေါင်ရိုးရဲ့ခြေတလုံးရိုးရဲ့အလဲကောင်မှာဒူးစစ်လေးရှိတယ်ဒူးစစ်လေးကိုကျွန်တော်တို့ပြုတ်ထွက်မသွားအောင်ထိမ့်မိထားတဲ့အယွတ်မြင်လေးရှိတယ် ACM PCN, LCN, MCN စသဖြင့်ပေါ့နော်။အလဲကောင်မှာအပေါ်ကိုချိတ်ပေးတာလေဂုံညင်းရိုးလေးပေါ့နော်။ကျွန်တော်ဒူးစစ်လေးပတ်တလာလို့ခေါ်ပါတယ်။ပတ်တလာဆိုရအယူကလေးရှိတယ်။ဒူးကောင်ရဲ့ပပတ်လည်းမှာဒီလိုမျိုးဝန်းရံပြီးတော့ဒူးကောင်ကြီးပြုတ်သွားမှတော့လေလို့ရအောင်လှူရှားမှုတွေ light control လုပ်ပေးလို့ရအောင်အယူကလေးတွေအထင်းလေးတွေပေါ့နော်။အထင်းလေးတွေထည့်ထားပေးတယ်။အစင်းနှစ်ခုရဲ့ကြားမှာ washer ပြားလေးရှိတယ်။ mini skirt လို့ခေါ်ရပေါ့နော်။အဲ့ mini skirt လေးတစ်ခု ကျိန်ရည်လဲဒူးနာနိုင်ပါတယ်နောက်တစ်ခုကအဲ့အယုတ်ကလေးတွေတချို့ဆိုရင်အယုတ်တွေပြတ်သွားတယ်ဒူးအယုတ်တွေပြတ်ထွက်သွားတယ်ပြတ်ထွက်သွားတာမို့လဲ damage တစ်ခုခုထိသွားတယ်ပေါ့နော် accident တစ်ခုခုကြောင့်အဲ့ချိန်မှာတစ်ဖက်ဘက်ကို down gap သွားတယ် down gap ပြီးတော့အဲ့နှစ်ခုကျိန်တဲ့ခါမှာဒူးနာတယ်ဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့အလဲကောင်းမှာရှိရပက်တလာတန်တန်လေးကဂုံညိုးလေးကတစ်ဖက်ဘက်ကို massive imbalance ပြတ်သွားတာကြောင့်တစ်ဖက်ဘက်ကို down gap ပြီးတော့ သွားကြိတ်တဲ့ခါမှာအလဲကောင်းမှာသွားပြီးကြိတ်ပြီးစားပြီးထိုးခွဲသွားတဲ့ခါမှာဒူးနာတာဖြစ်ပါတယ်အလဲကောင်းနာတယ်အပေါ်ကနာတယ်ဘေးကနာတယ်စသဖြင့်ပေါ့နော်ဒူးကဒီလိုမျိုးတွေနာကြပါတယ်โอเคဒူးနာတဲ့အကြောင်းကိုသိပြီဆိုရင်ဘယ်လိုပြန်ကူးသားရမလဲပထမဆုံးကျွန်တော်တို့အယုတ်ပြတ်သွားတယ်အဲကျွန်တော်တို့ဒူးကြီးရဲ့ရောင်လေးကိုင်းနေတယ်ဆိုရင်ပထမဆုံးဆရာဝန်နဲ့ပြတ်တင်ပါတယ်ဆရာဝန်နဲ့တိုင်မဲ့ဆွေးနွေးပါပြီးရင်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းနေပါ အဲ့အဲ့အချိန်မှာအယောင်ဒူးကောင်းအယောင်လေးကျသွားပြီအပိန်းကတော့ရှိနေအောင်ပါပေါ့နော် movement လေးလည်းနည်းနည်းလေးလုံနိုင်လာတာပြီဆိုတော့ရွေးတွေကဘာလုပ်ပေးလဲဆိုတော့အယိုးစစ်ရဲ့ဘေးမှာရှိတဲ့ကြွက်သားပေါ့နော်ကြွက်သားလေးရဲ့ strength ကလည်းကျသွားတယ်အယိုးကလေးတွေကလည်းပြတ်နေရဆိုရင်တော့လှုပ်ရှားတိုင်းမှာဒူးနာနေလိမ့်မယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီမှာနောက်ဆုံးဆင်ခွဲစိတ်တဲ့ဆင်ကိုရောက်ပါတယ်ဒါဆိုခွဲစိတ်တဲ့အဆင်ထိမရောက်ချင်ဘူးဆိုရင်ကျွန်တော်တို့က muscle ကို strength တက်အောင်ပြန်လုပ်ပေးရ muscle ကတန်ဆွမ်းမှုပို့ပြီးတော့ အားကောင်းလာတဲ့ခါမှာဒူးစစ်ပေါ်မှာတက်ရောက်တဲ့ဝင်နေရပိုရော့သွားမယ်ပိုရော့သွားတော့ဒူးမနာတော့ဒူးနာခါနာဖြစ်နေလို့ကျွန်တော်နဲ့ rehab training လုပ်ချင်ပါကကျွန်တော်ဆက်သွယ်လို့ရမယ်လိပ်စာနဲ့ဖုန်းနံပါတ်ကို page ရဲ့ description မှာတင်ပေးထားပါမယ်အားလုံးပဲကျန်းမာသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆောင်တွေ့ကြပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ